အားလုံးပဲမင်္ဂလာပါရှင် CJ Platform ကနေနေ့စဉ်တင်ဆက်ပေးနေတဲ့မိုးလေဝသအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေဒီကနေ့နိုဝင်ဘာလ9ရက်နေ့တောက်ကြနေအတွက်မိုးလေဝသခမှန်ချက်တွေကိုတင်ဆက်ပေးပါတော့မယ်အရှိဘတ်တောက်တရုတ်ပင်လယ်မှာတော့အားလုံးကောင်းတဲ့တိုက်ဖုန်မုန်တိုင်းကီမီကီဟာမင်းညားက BNN နိုင်ငံကိုဖျက်ချော်ဝင်ရောက်ခဲ့ပြီးနောက်အာနင်းငယ်ရောကလာအိုနိုင်ငံကိုဖျက်ချော်ပြီးဒီကနေ့မှာတော့ထိုင်းနိုင်ငံထဲကိုဝင်ရောက်လာတော့မှာဖြစ်ပါတယ် သူရင်မုံနိုင်ချင်းကြံတိန်တိုက်တွေဟာထိုင်းနိုင်ငံတက်ခရိုင်ကတဆင့်ဒီကနေ့ညပိုင်းမှာပဲကရင်ပြည်နယ်ထဲကိုစတင်ဝင်ရောက်လာတော့မှာပါအထူးသတိပေးချင်တာကတော့ထိုင်းမြန်မာနယ်စပ်ဒေသတွေပဲဖြစ်ပါရဲ့ရှင်ဒီကနေ့ညကနေစပြီးလက်ဖြန်တောက်ကြနေတရက်လုံးထိုင်းမြန်မာနယ်စပ်မေလာကြီးရွာကနေဝေါ်လိညာရဲ့အထိနယ်စပ်တစ်လျှောက်မှာမိုးလွန်ကြီးနိုင်ပါတယ်ဒါကြောင့်အဲ့ဒီဒေသတွေမှာရှိတဲ့ဒုက္ခသည်စခန်းတွေနဲ့ရွှေ့ပြောင်မြန်မာလုပ်သားတွေအနေနဲ့ရုတ်တရက်ရည်ကြီးမှုနဲ့ ညီပြုံမှုအနေရကိုရင်ဆိုင်ရနိုင်တာကြောင့်ကြိုတင်ပြင်ဆင်မှုတွေလုပ်ပြီးအထူးသတိပြုနေထိုင်ကြဖို့တတိပေးလိုပါတယ်ရှင်။ဒီကနေ့တောက်ကြနေ့အတွက်အသေးစိတ်ခမှန်ချက်တွေကိုကြည့်လိုက်ကြရအောင်ပါရှင်။နိုင်ငံအနှံ့ပြားမှာတော့ထူးထူးခြားခြားမိုးကြီးနိုင်တဲ့အခြေအနေမရှိဘဲတာယာနိုင်ပါတယ်ရှင်။ဒါပေမဲ့ဘကိုတိုင်းအေယာဝတီတိုင်းနဲ့တနင်္သာရီတိုင်းတို့မှာတော့မိုးတိမ်တောက်ပြီးဖြစ်ထွန်းမှုအကောက်နိုင်လို့နေရာကွက်ပြီးမိုးထစ်ချုံရတာ၊လေပြင်းတိုက်တာတွေတော့ဖြစ်နိုင်ပါတယ်ရှင်။ပြည်လည်ပြည်အတွက်တတိပေးချက်ကတော့ဆက်ရှိနေတော့မှာပဲ။ ဒီပြင်းတိုက်ခတ်မှုတွေကြောင့်လိုင်းမြင်9ပေကနေ9ပေထိရှိနိုင်ပါသေးတယ်။ဒါကြောင့်ပင်လယ်ခီးသွားမဲ့သူတွေနဲ့ရေလုတ်သားတွေအနေနဲ့သတိပြုသွားလာကြဖို့လိုအပ်နေဆဲဖြစ်ပါရဲ့ရှင်။နောက်ဆုံးအနေနဲ့မြန်မာနိုင်ငံထပ်ပိုင်ဒေသတွေအတွက်သတင်းကောင်းအနေနဲ့ကတော့မနေ့ဖြန်ကစားပြီးမိုးရသုံးမှုတွေရက်တန်ကဆောက်ရည်တီကိုပြ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 စတင်ခံစားရတော့မှာပါ။ အချက်အအဖြစ်ပြောရရင်တော့ဒီကနေ့မိုးလေကင်းစင်းချိန်မှာတည်င်းပတ်ကုန်ရက်တွေအတွက်ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားကြဖို့တိုက်တွန်းရင်းဒီနေ့အတွက်မိုးလေဝသတည်င်းကိုအဆုံးသတ်လိုက်ပါရရှင်မိုးလေဝသဖြစ်စဉ်တွေဟာချိန်နဲ့မြတ်ပြောင်းလဲနေရကြောင်းကျမတို့ CG platform ရဲ့နောက်ဆုံးရမိုးလေဝသခန့်မှန်ချက်တွေကိုလည်းဆက်လက်စောင့်ကြည့်ပေးကြဖို့မြစ်တရရခန့်လိုပါရဲ့ရှင်။ CG platform ရဲ့မိုးလေဝသခန့်မှန်ချက်တွေကိုနားဆင်ကြည့်ရှုပေးခဲ့ကြသူအားလုံးတဘာဝပေးစုပေးတွေကနေမျက်စုံကြည့်ဝင်ပါစေလို့ကျမစင်ဒီကဆုတောင်းပေးလိုက်ပါရဲ့ရှင်။ မိမိတို့ဒေတာတွေမှာဖြစ်ပေါ်နေတဲ့ဝင်လေဝတာနဲ့ရတဲ့ဥတုဖြစ်စဉ်တွေကိုလည်းကွန်မန့်မှာရေးသားမျှဝေပေးခဲ့ကြပါဦးရှင်။